မင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ငွေရဲ့စွမ်းအားပဲဖြစ်ပါတယ်။ငွေဆိုတာလူတိုင်းရဲ့ဘဝမှာမလွတ်မြောက်နိုင်တဲ့အရာတစ်ခုပါ။လူသားတအုပ်အနေနဲ့ကျွန်တော်တို့နေစဉ်ဘဝမှာချက်ချင်းလိုအပ်တာတွေမှာဆောက်ရွေးအနာဂတ်အိမ်မက်တွေ ठी အကုန်လုံးငွေကနေပဲဆက်ဆက်နေတာပါ။ဒါပေမဲ့အကြောင်းအရာတစ်ခုကတော့ငွေကိုနားမလည်တဲ့အခါငွေရဲ့စွမ်းအားကမင်းကိုကူညီမဲ့အစားမင်းဘဝကိုထိန်းချုပ်သွားနိုင်တယ် ငွေဟာအားလုံးအထောက်မရှိသင့်ပါပဲလူတအုပ်အနေနဲ့စားဝတ်နေရေးကျန်းမာရေးပညာရေးအိမ်တောင်ဘဝဒါတွေကို အတီးပြထူထောင်ဖို့ငွေလိုအပ်ပါတယ်ငွေကမင်းကိုစွမ်းဆောင်ရည်ဖျက်ထားဖို့အခွင့်အလမ်းပေးနိုင်တယ်မင်းမိသားစုကိုစောင့်ရှောက်နိုင်တယ်မင်းမိမိတအုပ်သားမကမင်းနဲ့ပတ်သက်သမျှလူတွေကိုပါကူညီနိုင်စေတယ်ငွေကိုတင့်လက်ထဲမှာတိကျစွာထိန်းချုပ်နိုင်ရင်ငွေဟာအိမ်မက်တွေကို အကောင့်ထဲပေါ်ဖို့စွာဟားအရှိဆုံးကိရိယာတစ်ခုဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းငွေရဲ့အန္တရာယ်ရှိတဲ့စွာဟားရှိပါတယ်။တချို့လူတွေကငွေကိုတင့်လျော်အောင်မသုံးနိုင်ပဲအကျိုးဆောင်ချက်မဲ့အလျားလိုက်သုံးကြတာပါပဲ။ငွေတော့တာအပြန်အလှန်ရှင်ပလိုင်ကြတဲ့အခါမိသားစုကြားကချစ်ခင်မှု မိတ်ဆွေကြားကယုံကြည်မှုတွေပျောက်ဆုံးနိုင်တယ်။ငွေကသာအခြေခံပြီးလူတစ်ယောက်ရဲ့တန်ဖိုးကို တိုင်းတာတဲ့အခါဘဝရဲ့အဓိကအကျိုးတရားတွေကို ချန်လှပ်သွားတတ်ပါရဲ့ငွေကိုအဆုံးမရှိလိုချင်တဲ့စိတ်ကတချို့လူတွေကိုမိမိမလိုချင်တဲ့လမ်းတွေထိဆွဲသွားတတ်ပါရဲ့အမှန်တကယ်တော့ငွေဟာတားဆင်မပြတ်အလို့လို့ပေးနိုင်တဲ့အမှုထမ်းတူလိုပါပဲဒါပေမဲ့မင်းမသိမ့်မထားနိုင်ရင်မင်းမထိမ့်မထားနိုင်ရင်အမှုထမ်းတူဟာ အထက်လူတူအဖြစ်ပြောင်းသွားသလိုငွေကမင်းကိုထိမ့်ချုပ်သွားမယ်ဒါကြောင့်ငွေကိုမင်းအတုံးချဖို့တုံးစင်တာပါငွေကမင်းကိုအတုံးချမတင်ပါဘူး ငွေကမင်းအတွက်လွတ်ဖို့ဖြစ်တာမဟုတ်ပဲမင်းဘဝအတွက်တည်ဆောက်ဖို့သုံးဖို့ဖြစ်ပါတယ်ငွေရဲ့စွမ်းအားကိုနားလည်ပြီးမင်းကိုယ်တိုင်ထိန်းချုပ်နိုင်ရင်ငွေဟာမင်းဘဝကိုတကယ့်အနက်မှာလွှမ်းမိုးနိုင်မယ်အကောင်းဆုံးစွမ်းအားတစ်ခုဖြစ်သွားမယ်ငွေဟာကဘာပေါ်မှာအာဏာအကြီးဆုံးစွမ်းအားတစ်ခုဖြစ်တော့လဲအမှန်တကယ်အဓိကစွမ်းအားကတော့ငွေကိုတင်ဘလို့အတုံးချမလဲဆိုတော့မင်းရဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ် ငွေကိုတိကျတဲ့နီးလဲနဲ့သုံးနိုင်တဲ့လူတွေပဲဘဝမှာအောင်မြင်မှုကိုရယူနိုင်ပါတယ်။ငွေကိုအမိန်ပေးနိုင်တဲ့သူဒီလောက်ဖြစ်ပါငွေကမင်းကိုအမိန်မပေးစေနဲ့။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။